ကျွန်တော်လိုင်းပေါ်မှာမတွေ့ဘူးပေါ့နော်ကိုကြီးစင်ပြေလာပေါ့နော်တွေ့ရမှလေးချင်းနေလေအကုန်လုံးကတည်ပြီးကြပြီဖြစ်ပါပါဘယ်နေရာမှာအဆင်မပြေပါဘူးဗျအဲ့အဆင်မပြေရကြားထဲမှာမှာကျွန်တော်ရဲ့ဖခင်ဖြစ်သူကလည်းပါဝင်သွားတယ်ပေါ့ကျွန်တော်ဖခင်ဖြစ်သူကဒီငါးရက်တိုက်အောင်မှာဟိုတိုက်ပြီးသွားတယ်ဒါပေမဲ့ငါမနိုင်ရမှာတစ်ခါမှမကြုံဘူးရဲ့ ပုံစံမျိုးနဲ့ကျွန်တော်တို့ဂျုံတွေ့ရတဲ့တဘာဝဘေးရနေဆိုတော့လည်းဘာမှသွားပြီးတော့မှအပြစ်တင်လို့မရအောင်ကျွန်တော်တို့ကြံအောင်ပဲအပြစ်တင်အောင်ပေါ့နောက်တစ်ခုကဟိုတဖခင်ဖြစ်တော့ဒါအများဆုံးမှဖြစ်မှုရမယ်ထင်ပါတယ်ကျွန်တော်အဖေကိုဟိုချစ်တယ်လို့တော့ကျွန်တော်မပြောဘူးမပြောလိုက်ရအောင်မမရရဆိုကျွန်တော်အသက်20နောက်ပိုင်းဆိုရင် ်လာယောက်ျားလေးချင်းချင်းမူတာမပြောတတ်ပါဘူးခုမရှိတော့မှသူ့ကိုကျွန်တော်တွေ့ရှင်တယ်တော့လောင်းနဲ့လောင်းနဲ့သူ့เสียဘာကူညီမမရရင်တော့များတည်းရမလားရှေ့လျှောက်ဘလို့ယက်တည်ရမလဲဆိုတော့ကျွန်တော်အကြံဉာဏ်တောင်းချင်တယ်မရှိမှတန်ဖို့သိတယ်ဆိုလို့ပြောရင်လည်းကျွန်တော်ခံရမှာပဲအဲ့တော့ငါညီကငါဒီမှာကျွန်တော်ဗီဒီယိုကြည့်တဲ့ညီကိုတွေလည်းရှိမယ်ဗျာ မိဘကိုရှင်းလုံးတမိုးထားပေးပါလို့ကျွန်တော်ပြောချင်တယ်။ကောင်းဆုံးကူဆိုင်ပေးပါ။သူကိုယ်ပေါ်ကောင်းနေဖြစ်စေဆိုးစီဖြစ်စေပေါ့နော်။မရှိမှနားလေဟာ။ကြားရတော့ဗီဒီယိုလေးကြောက်ပါကျွန်တော်ကြိလိုက်တော့မယ်နော်။ကျွန်တော်တော့ဗီလို့ဆောင်ရမယ့်ရာလည်းရှိသေးရမလို့။အားပေးကြရတဲ့လူတွေအကုန်လုံးနောက်ပြီးတော့ကျွန်တော်ကိုစိတ်ပူပေးတဲ့သူတွေအကုန်လုံးလည်းကျေးဇူးအများကြီးတင်ပါတယ်။ကျွန်တော်နဲ့ကျွန်တော်နေတူပေါ့နော်ထပ်တူဒုက္ခ ရောက်နေတဲ့လူတွေလည်းအများဆုံးအဆင်ပြေပါစေလို့ကျွန်တော်ဆုတောင်းပေးပါတယ်ခင်ဗျာ။